ျမကတော့တင်ဆက်သူမဆန္ဒပါဖြည့်ရမှန်ဇလန်းကောင်းများနဲ့စိတ်ဝင်စားပွဲမူကင်းဇလန်းကောင်းများကို နေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ MN YouTube Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလန်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါဦးရှင် AB နေကစစ်တောက်ပူလောင်လာတဲ့ကွန်မြင့်ဝီနဲ့မညညိုဇန်းတို့လင်မယားနှစ်ယောက်တာကလေးမောင်နှင်းမိုးဝီရဲ့လက်ကိုဆွဲပြီး တာရုဘိယပရဂုတ်မှာထွက်လာခဲ့ကြတဲ့ဥပုံနေဖြစ်တာကြောင့်တာရုဘိယကို လာရောက်ဖူးမြော်ကြတဲ့ဘိယဘူးဧည့်သည်များစီစီကားကားရှိတဲ့ရန်နေရဝေအတော်ပဲစုံလာတဲ့ကိုမြင့်ဝေတို့ကရွှေဖုရားမျိုးဖုရားဖြစ်နေတော့ပန်းချံစုမှတကူတကလာရောက်ပြီးဖုရားပူဇော်ခြင်းဖြစ်တယ်။ပူလိုက်အိုက်လိုက်တာတော့ဟောသစ်ပင်ကြီးမှခဏလောက်နားလိုက်ကြရအောင် ညိုညိုဆန်းကလက်ကင်ဘဝခေါက်လေးနဲ့ရက်ခတ်ပြီးပြောလိုက်တဲ့လက်အလုံးလိုက်မှာကြံစစ်လက်ကောက်နှစ်ကွင်းကတချင်ချင်းမြည်ပြီးနေရောင်နဲ့လက်ခနဲ့ဖြစ်သွားရိချွေးဆုပ်လာပြီးမှမျက်နှာမှာလိမ့်ကြံထားတဲ့တနက်ကားများကကွက်တိကွက်ကြားရှိရိကိုမြင့်ဝေကိုတိုင်းလဲချွေးတီတီကြနေပြီးဖြစ်တော့ညိုညိုဆန်းညွန်ပြတဲ့ကိုကိုပင်ကြီးအောက်ကိုအသာပဲရှောက်လန်းလာခဲ့ရိကိုကိုပင်ကြီးမှာကြီးမားပြန်ကားပြီးရွက်ချင်းရှက်နေတော့အုပ်အုပ်ဆိုင်ဆိုင်ရှိရိ တိရိတ်အောက်ကိုဝင်လိုက်တာနဲ့အေးမြလန်းဆန်းတဲ့အရာသားကိုခံစားလိုက်ရတယ်။ရေငတ်လိုက်တာတော့ရေဘူးထက်မလာမိတာမှားတာပဲ။ကုကုပင်ရင်မှာဖနက်ကလေးခုထိုင်ပြီးခဏအကြာမှာညိုညိုဆန်းကညီပြောကလေးပြောလာပြန်တဲ့ကိုမြင့်ဝေကစိတ်မရှိဟန်နဲ့ကျောင်းပေါ်မှာတော့ကဘာလို့ရေမတော့လာလဲ။ကလေးကမပူစားရဘူး။မိမဲမောရတာနဲ့ရေငတ်ရတာနဲ့ရေငတ်တာပဲကလေးလူကြီးရွေးရအောင်မလား။ ခလေးကဘယ်ပူဇော်ပါမလဲတော့သားကပူဇော်ခြင်းနိုင်ပူဇော်ပြီးလိုလာရနေပြီကိုတော့မင်းကကွာတို့မှာဒီသားလေးတယောက်ရှိတာလင်းငါချက်တန်အယုတ်ကလေးတယောက်ကိုဝယ်ပြီးရလို့ဘာမှဖြစ်မသွားပါဘူး။ဦးတော်လင်းငါချက်ကပတ်စံမယ်။စပြစ်လိုက်တာကိုကျောက်ကမနဲ့မျောပါဘူးတော့။ဒီအယုတ်ကဘလောက်ခံမလဲ။အိမ်အောင်ရောက်မှာမဟုတ်ဘူး။လမ်းတွင်ပြတ်မှာ။ဒါတော့ဒါပေါ့ကွာ။ခလေးပဲဥစ္စာ။ကိုမြင့်ဝေကလေးပြီးထိုးလိုက်တဲ့ ဒိုစင်သူတို့နားနေရကိုကိုပင်အရေးအောက်ကိုမိမကြီးနှစ်ယောက်ဝင်ရောက်လာတဲ့ဥပရိယုတ်ကောင်းကောင်းရုပ်ရည်တန်တန်ပြန့်ပြန့်ဝိဇာထားသည်မှအထက်တန်းကြရဲအသက်50ပဝန်းကျင်ငယ်ရှိမယ်လက်ထဲမှာစားတောက်ဖွေရများထည့်ထားတဲ့ပလတ်စတစ်ကျင်းနောက်တောင်းကိုခြင်ထားရဲရွှေပြည်သာလော်ကားပဝန်းကျင်ကဟုတ်ဟန်မတူရန်ကုန်ထဲကဖြစ်ပုံရှာရဲအမျိုးသမီးကြီးနှစ်ယောက်ရောက်လာတော့ကိုမြင့်ဝင်းနဲ့ညိုညိုဆန်းတို့လေစကားစဖြတ်ပြီးအကဲခတ်ကြည့်နေကြရဲ့ မိမကြီးနှစ်ယောက်ကသူတို့မိသားစု၃ယောက်အနီးမှာ ဝင်ထိုင်လိုက်ကြတယ်။အသားဖြူဖြူ၊ခက်ပြေးပြေး၊မျက်မှန်တက်ထားတဲ့မိမကြီးကညိုညိုဆန်းကိုကြည့်ပြီးနေကပူလိုက်တာကွယ်။တနစ်ထက်တနစ်ပူပူပြီးပူပြင်းလာတယ်လို့ပဲ။ညင်းညူတယ်လို့ရေရွပြီးမလစတဲ့လက်ဆွဲချင်းထဲမှာခောက်ရက်တောင်လေးကိုထုတ်ပြီးတဖြက်ဖြက်ခံနေတယ်။လေးငါးချိန်ခတ်ပြီးတော့လက်ပွေအိတ်ကြီးကို ဖွင့်လိုက်တယ်။ ညညဆန်းအမတ်မတင်လှမ်းကြည့်လိုက်ရမျက်လုံးဝိုင်းတော်အောင်အံ့ဩမိတယ်။လက်ပွေအိတ်ထဲမှာ900တန်းပါ အထုပ်သုံးထုပ်လောက်ရှိမေး။ရွှေတဲ့လက်ဝတ်လက်စားများကလည်းသောပါတက်စရာကိုပေါ်မှာညှို့နေအောင်ဝိစားထားတဲ့အပြင်လက်ပွေအိတ်ထဲမှာပါဤမြများပြားတဲ့ရွှေတဲ့များကို တွေ့ရတော့ဒုမိန်မကြီးနှစ်ယောက်မှာအထက်တန်းကြကြလူကုန်ထံများဖြစ်မယ်လို့ညညဆန်းစိတ်ထဲကမှတ်ချက်ချလိုက်တယ်။ မိမကြီးကလက်ပွေအေးထဲကရေမွေးနှံသိနေတဲ့လက်ကင်ဘဝဒုတ်ကိုယူပြီးနှစ်ဖူးပြင်တို့ပါတို့ကိုအသာရတုပ်နေတယ်။ပြီးတော့လက်ကင်ဘဝကိုဖြွင့်ထားတဲ့အေးထဲကိုထည့်ပြီးပြန်ပိတ်တယ်။ကိုမြင့်ဝေကသားငယ်နှင်းမိုးဝေကိုအယုတ်ပြင်ပြီးနေတယ်။ညညဆိုင်ရဲ့မျက်လုံးများကသူ့မိမကြီးနှစ်ယောက်ထံကမခွာတော့။ဒီကငါတို့မကြီးကဒီသားတို့ရွာကပဲလား။ ဖြူဖြူမိမကြီးကလက်ပွေအိတ်ကိုရင်ခွင်ထဲမှာပိုက်လိုက်ပြီးညိုညိုဆန်းကိုမိတ်ဖွဲလာတယ်။ညိုညိုဆန်းကတလေးတစားနဲ့မဟုတ်ပါဘူးရှင်။ကျမတို့ကပန်းချန်စုကပါ။ဩပန်းချန်စုကလား။ပန်းချန်စုဆိုတာဘယ်နားမှာလဲဒူမကြီးရဲ့။ရွှေပြည်သာမြို့ဝဝင်ကဇီးကောင်းရွာမြောက်ဖက်ဆုံးမှာရှိပါတယ်။ရွှေပြည်သာစက်မှုဆောင်နဲ့မျက်နှာချင်းဆိုင်ပေါ့။အတော်တို့ကရန်ကုန်ထဲမှာဆိုတော့ဒီဘက်တွေတိတ်မကြွမ်းဘူးကွ။ ရွှေပြည်သားစက်မှုဆောင်ကိုတော့သိပါတယ်။အဲ့ဒီမှာဒေါ်တော်မိတ်ဆွေတယောက်အရက်ချက်စက်ယုံတီထားတယ်ပြောတယ်။တခါမှတော့မရောက်ဘူးပါအောင်ကွယ်။မညွရီတဘူးနဲ့စားစရာတွေထုတ်ပါကွယ်။ဗိုက်တောင်စားလာပြီ။မိမကြီးကညိုညိုဆန်းနဲ့ပြောနေရာကသူ့အဖော်မညွဆိုတဲ့အသားညိုညိုသွဲသွဲမိမကြီးကိုလှမ်းပြောတယ်။မညွဆိုတဲ့မိမကြီးကလည်းလေဆွဲချင်းထဲမှာတဘူးနှစ်ဘူးနဲ့ငါးဆင့်စတီးချိုင်းကိုထုတ်ပြီး မမကြီးပြောမှာပဲကျမလည်းစားမှန်းသိတော့တယ်တူတူရီပြောပြောရင် စားเสียရများပြင်စင်းနေမမကြီးဆိုတဲ့မိမကြီးကညညစန်းတို့မိသားစုကိုပါလက်ဖက်ရည်များကိတ်မုံများတိုက်ကြွေးတယ်ညညစန်းတို့ညင်းတော်လည်းမရစေတနာဘလက်ဘွားနဲ့ကြွေးလာတာမှုညညစန်းတို့လည်းစားကြတော့ကြရတယ်တခဏအတွင်းမှာပဲညညစန်းနဲ့ဒေါ်ကြီးတို့ကမိတ်ဆွေရင်းချများပမာဖြစ်သွားတယ် လက်ဖက်ရည်နဲ့ကိမ့်မုံများစားပြီးပဇွန်ကြောင့်ကြက်သွန်ကြောနှမ်းနိုင်ခြင်းထဲ့ထားတဲ့လက်ဖက်အကြောဆုံးချိုင်းကိုရေနွေးနဲ့မြည်ကြတဲ့ရောက်တဲ့ရာရာစကားပြောဆိုနေရင်မှဒေါ်ဂျီဆိုတဲ့အမျိုးသမီးကငါတို့မှညိုညိုတို့ပန်းကြံစုမှမြေခွက်လေးပါလိမြရောင်းဖို့မရှိဘူးလားကွ ရှိပါလေတော်တော်ဘာဖြစ်လို့လဲဩတော်တော်တို့ဝဲချင်းလို့ကွနေဖို့တော့မဟုတ်ပါဘူးကားကိုယ်တော်ထားချင်းလို့ပါ ကားထားဖို့တက်တက်ဆိုရင်တော့ဖြစ်ပါတယ် ျမတို့နောက်မှာရှိတယ်။ကျွန်တော်တို့နောက်ကျသွားလို့ပြီးခဲ့တဲ့လကပဲကျမတို့အဖေချံကိုဖဲ့ရောင်းလိုက်တာ။ဟုတ်လားဘလောက်ရလဲ။ပေ20ပေ60ရှိတယ်။၄000ခွဲပဲကြားတယ်။ခုဆိုရင်တော့အဲ့ဒီဈေးရတော့မှာမဟုတ်ဘူး။6000 9000လောက်တော့အနည်းဆုံးရှိမှာ။သူဈေးနဲ့သူပေါ့ကွယ်။ပေါ့ဈေးပေးရမှာပေါ့။တခုတော့ရှိတယ်။ကုန်ကားတွေထားမှာဆိုတော့လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့နေရာမျိုးပဲလိုချင်တာ။အဲ့ဒါညို့ညို့စုံစမ်းပေးပါလား။ အယောင်းဝယ်တဲ့တော့ပွဲကရတာပေါ့ဒေါ်ရကလည်းညို့ညို့အတွက်လက်ဖက်ရည်ပူ900တောင်ထပ်ဆောင်းပြီးပေးမှာပါဟုတ်ကဲ့ဒေါ်ရကျမရှာပေးပါမယ်တန်းချန်စုတင်လန့်ရောက်လို့ကိုမြင့်ဝေမညို့ညို့ဆန်းဆိုပြီးမေးကြည့်ရတယ်မဟုတ်လားကျမတို့အဲ့ဒီမှာမွေအဲ့ဒီမှာကြီးလာကြရတာပါဘသူကိုမေးမေးသိပါတယ်ဒေါ်ရအင်းအင်းကကားကလည်းနားကပကိုးကိုပြောပွဲစားထွက်မယ်ဆိုပြီးယူသွားလို့နို့မို့ဆိုတခါလေးလိုက်ကြည့်ပါတယ် ညိုညိုရဲ့အိမ်ကိုတည်ရတာပေါ့ရပါတယ်တော်တော်ရဲ့အားတဲ့နေမှာပဲလာပါ ကျမအသေးချာစုံစမ်းထားပါမယ်တတော်တို့လည်းမျိုးရဲကိုပြန်ကြမှာပါ အပြန်ကြမှာကျမတို့ဇင်းနဲ့မှတ်တိုင်ကိုမှတ်ထားပေါ့အေးကွယ်ညိုညိုကိုပဲအားကိုးပြရစီညိုညိုဆန်းစိတ်ထဲမှာအတော်ကလေးလန်းဆန်းတက်ကြွသွားရီပွဲကလည်းရအောင်မေဘော်ဆူလည်းပြီးအောင်မေနေရင်ထိုင်ရင်နဲ့လက်ဝင်နာပဲလို့အတွေးပြော်ကလေးနဲ့ကြိုတင်ဝမ်းတာမိတယ် အင်ကိုရောက်တာနဲ့ညိုညိုဆန်းကစတင်စုံစမ်းနေဘယ်နာကဘသူချံရောက်မလဲဆိုတဲ့တရင်ကိုတီခောက်တော်ရိအင်အနီနာတဝိုက်ကလွဲလို့ဘယ်ကုန်းမှမသွားခဲ့တဲ့ညိုညိုဆန်းမြင်းလေးကိတ်ဈေးကိုတော့ကိုယ်တိုင်မသွားပါပဲအင်ဆိုင်ဈေးလေးအတွက် ဝေချမ်းစရာမျိုးမိခင်ကိုယ်တော်အမာခိုင်းတတ်တဲ့ညိုညိုဆန်းယခုတော့ပန်းချံစုမှတလန်းဝင် တလန်းထွက် မြေခွက်ကိစ္စစုံစမ်းရပြီ ိုးမက်ကွာအိမ်မက်ကွာပွဲကားတွေဘောက်စုတွေမျိုးမျိုးမြမြက်လေးရမှာဆိုတော့ဝရိယလေးနည်းနည်းတော့စိုက်ရမယ်ငယ်မွေးချံပေါက်ဌာနေသူတွေဆိုတော့ပန်းချံစုတစ်ပိုင်းလုံးကိုအတန်ကြားတာနဲ့ဘဲအိမ်ဘဲချံကအတက်ပြောနိုင်နေတယ် ပန်းချံစုကလွဲလို့မြင်းလဲခိတ်တို့ဘုံကြီးเจ้าတို့ကိုတော့တူမကြွန်နီနီနာနာဖြစ်တဲ့ရွှေပြည်သားမျိုးတွေကိုနှစ်ခေါက်လောက်သာရောက်ဘူးလေရန်ကုန်နဲ့တော့ပြောစရာမလိုအပြိုပေါ့ဘဝဖျားဘူးထွက်စင်ကမိဘနဲ့အတူတစ်ခေါက်သာရောက်ဘူးလေအိမ်အောင်ကြတော့လေမင်္ဂလာတုံပတ်အင်းစိန်ဘက်လောက်ပဲပြားရီစံခရီးမထွက်ဘူးဤသို့သောမအိမ်မြေတယောက်စန်းထလာကမိတ်တွေဆွေတွေတို့ပြီးငွေရပေါက်လေးတွေကြတော့လှုပ်ရှားရပြီပေါ့ ိတ်တော်မစုံစမ်းလိုက်ရဒေါ်ကြည်သဘောကျနှိမ့်ချိုင်နိုင်ပေမြေခွက်တစ်ခွက်ကို တွေ့ရရောင်းမဲ့သူက အဖေအကိုဝမ်းခွဲပါကြီးတော်သူဥတင်စင်ရဲ့မြေခွက်လမ်းနဲ့နီးတဲ့ကောင်းဝင်ထွက်အစဉ်ပြေတဲ့ဒေါ်ကြည်ကြိုက်နိုင်တဲ့ခေါ်စည်းက9000နောက်ဆုံးစည်းက6000ခွဲရမယ်လို့ပြောတယ်။ဘာကြီးစည်းနဲ့တဲ့ရင်ကျမကိုမုံဘူးပေးရမယ်နော်။ညိုညိုဆန်းကစကားတောက်ကြည့်တယ် ဥတင်စိန်ကကစင်းနေသူမဟုတ်ပါအမျိုးအစွေပေါ်လေထောင်းညာစိရှိတယ်။ငါပြောတဲ့ဈေးအတိုင်းရလို့ကတော့ကွယ်ဘာကြီးမတွန့်တူပါဘူးကုတူမတွေပဲအလကားတောင်ပေးအောင်ပါဖြစ်အောင်သာလှုပ်လိုက်စမ်းပါမိညိုရဲ့နင့်ကို2000ပေးမယ်။ဥတင်စိန်ထံကနှုတ်ကရီရတော့ညိုညိုဆန့်အလွန်ပြောသွားတယ်။ဒေါ်ကြီးကပါပေါင်းစုတထောင်ပေးအောင်မယ်ဆိုပါကသူရမဲ့ပွဲကားကမနေ3000တီတီ စုထားစောင့်ထားတဲ့ငွေလေးနဲ့ပေါင်းရင်တော့လက်စွပ်လေးတစ်ခွင်းလောက်ထပ်လုံနိုင်မယ်လို့စိတ်ကနေတွန့်လိုက်မိတယ်။ဆွဲကြိုးလက်ကောက်နှက်ကက်အစုံရှိပြီးနောက်ထပ်အဘူလက်စွပ်တစ်ခွင်းထပ်ရတော့မှကိုအတွေးပေါ်မိတယ်။တကြံခါရဲ့အတွင်ဝင်းနိုင်အောင်ဒေါ်ကြီးမြ мян လာပါတော့လို့စုထောင်းရပြန်နေ။ညညစံစုထောင်းပြည့်တယ်ဆိုရမေးတာရုဖျားကပြန်ရောက်ပြီးငားရမြောက်တဲ့နေ့မှာညညစံမျောလင့်ဆောင်စားနေတဲ့ ဒေါ်ကြီးကသူ့အဖေါ်ဒေါ်ညော့နဲ့အတူစိုက်စိုက်မြိုင်မြိုင်ရောက်လာတယ်။ညိုညိုဆန်းမှာ ပြပြတလဲအဲဝိပြူငါကြိုးဆိုတယ်။လင်းတော်မောင်ကိုမြင့်ဝေကိုကန္တာယာဂိတ်ကိုလွတ်ပြီးလက်ဖက်ရည်မုံများအဝေးခိုင်းအိတ်ခံနေ။ထို့နောက်ဗာကြီးဦးတင်စိန်ချံကိုခေါ်ပြရတယ်။ရောင်းသူနဲ့ဝဲသူတိတ်ပြီးတယ်။လေလေဝဲဝဲရှိသူလည်းမဟုတ်တခါမှပွဲစားအလို့လောဖူးတာလည်းမဟုတ်တာကြောင့်ညိုညိုဆန်းကရိုရိုသားသားပဲကူညီတယ်ပွဲညွန့်အဖြစ်ဈေးတင်မှုလည်းစိတ်လဲမကူ နှုတ်လည်းမရှိတရာကြီးကိုသာမျောလင့်ပြီး ဆက်သွယ်ပြီးခြင်းဖြစ်တဲ့ဥတင်စိန်က9000ခေါ်ရီဒေါ်ကြီးက6000စစ်တဲ့နောက်ဆုံးမှဥတင်စိန်လူချင်းနဲ့ကြမ်းခင်းစီ6000ခွဲနေတဲ့တဲ့ညိုညိုစမ်းမှဝမ်းသာလိုက်ပြီးမှထရွေကလိုက်ခြင်းနဲ့အထိတရက်နှစ်ရက်စကားနှခွန်ပြောရုံနဲ့ငွေ3000မျက်မျက်ကလေးရမယ်မဟုတ်လားကဲကျမတို့အရောင်းဝယ်တဲ့သွားပြီဆိုတော့ငွေပေးငွေယူလောက်ဖို့ပဲကြံတော့တယ် ဒေါ်ကြီးကစကားစားရီလူယိုကြီးဥတင်စင်ကခအေးအေးပဲရပါတယ်ကျတို့ကတောသူ တောင်သားတွေပါပြောထားတဲ့ဂရီစကားကိုကြည်ပါတယ်ဒါတော့ဒါပေါ့ရှင်အလုလုတေးဆိုတာစာနဲ့ပေနဲ့တိတိတကြလုံးမကောင်းတာမဟုတ်လားနှုတ်တရားစာတလုံးဆိုတဲ့စကားရှိတာပဲဒီတော့အကိုကြီးကိုကျမတို့ဆေးရံအဖြစ်နဲ့ငွေတောင်းပေးခဲ့မယ်။ဂျန်နဲ့ငွေကိုတော့နောက်ဆယ်ရက်အတွင်းအပြီးလာချင်းမယ်။ငွေချေပေးတာနဲ့ဂျန်လက်တခါတည်းခတ်သွားရမယ်။ ရပါတယ်ဒီနေ့ပဲစီရင်ပြီးချန်ခတ်တော်လေးဖြစ်ပါတယ်ဒီနေ့တော့မဖြစ်သေးပါဘူးကျမတို့မှာတခြားအယောင်းဝယ်ကိစ္စလေးရှိနေလို့အချိန်မီပြန်ရအောင်ပါမညွေညီမ30တန်းစာကြောက်ကောင်းရှိတယ်မဟုတ်လားဒွန်ညွန့်က သူ့ပခုံးမှာလွှဲထားတဲ့ဇလင်းဘက်အိတ်ကိုဖြန့်ကြည့်တဲ့နေရာတန်းနဲ့ငားရတန်းပါကင် အုပ်တို့ကိုညညစမ်းလှစ်ခနေတွေ့ရတဲ့ဒွန်ညွန့်ကခဏလက်ထိုးနိုင်ကြည့်ပြီးအိတ်ကိုပြန်ပေးလိုက်တဲ့မရှိတော့ဘူးမမကြီး ျမမေ့နေလို့မနေ့ကကားဝယ်ဖို့စီရင်တတ်တော့ထုတ်သုံးလိုက်တာနောက်ဆုံးစာချုပ်ကောင်းမယ်လေဒါဆိုဘလို့လုပ်မလဲငွေပေးငွေယူလုပ်တယ်ဆိုတာစာချုပ်စာတန်းနဲ့လက်မှတ်ထိုးအတိတ်တည်းထားပြီးလုပ်မှကောင်းတာစိတ်မရှိပါနဲ့နော်အကိုကြီးမယုံလို့မဟုတ်ပါဘူးရှင်အခုရှုံးမှနောင်ရှင်ကျမကတိတိကျကျလှုပ်ချင်လို့ပါဒေါ်ကြီးကတောင်းမှန်တယ်လို့ပြောလာတော့ဦးတင်စိန်လည်းအာနာဟန်နဲ့ရပါတယ်ဗျာခမရတို့ဂျင်းနဲ့အောင်သာလှုပ်ကြပါ ကဲမညော့ဒီအနီးနားမှာစာချုပ်ကောင်းတော့ရှာဝေစမ်းမအောင်ဒေါ်ကြီးကဒေါ်ညော့ကိုတာဝန်ပေးတယ်ဒေါ်ညော့ကညိုညိုစမ်းကိုကြည့်ပြီးညိုညိုကြီးစာချုပ်ကောင်းဘယ်နားမှာရောင်းတယ်လေကွယ်ဒေါ်ညော့ကိုလိုက်ပို့စမ်းပါဒီမှာတော့မရှိဘူးတော့ကန်တာယာနဲ့မြင်းလေးကိတ်မှာတော့ရှိလိမ့်မယ်လာလေကျမလိုက်ပို့ပါမယ်ညိုညိုစမ်းပြောပြီးတော့နေခြေလန်းနေဒေါ်ညွန့်ကလည်းနောက်ကလိုက်ဟန်ပြင်းနေဒီမှာဒေါ်ကြီးက နေအောင်နေအောင်ငါပါလိုက်မယ်ညွညို့ကိုမေးစရာလေးတွေရှိတယ်မေးကြည့်ချင်းလို့တူတူပြောပြီးဒေါ်ကြီးကဒေါ်ညော့ညွညို့ဆန်းတဲ့အတူဥချင်းစင်ရဲ့ခြံအတွင်းကနေထွက်လိုက်လာတယ်မနက်ခင်း10နာရီလောက်ခရေကစာချုပ်ကောင်းဝေရန်ထွက်သွားတယ်ညွညို့ဆန်းတို့၃ယောက်မွန်တေ12နာရီထိုးသည့်အချိန်ပြန်ရောက်မလာသည် အိမ်ဆောင်ဆိုင်ဆောင်အဖြစ်ကြံရီခဲ့တဲ့ကုမြင့်ဝေမှာစိတ်ပူလာတယ်။တချံဝင်းနေနေတဲ့ယောက်ခမများကိုအကျိုးချောင်းပြောပြတယ်။ယောက်ခမများကလည်းစိတ်ပူနေကြပြီ။မတက်တာတဲ့အစုံမှာကုမြင့်ဝေကိုယ်တိုင်ကန်တာယာနဲ့မြင်းလေးကိတ်ဘတ်ကိုစပိန်စီးပြီးလိုက်ချရတယ်။အရေးရောင်အောင်မတွေ့။တညင်းကုံဖော့ကန်ဘတ်တီစိတ်ရှိရှိလိုက်ကြည့်တယ်။မထူးမခြားနာစိတ်မောမောနဲ့သာအိမ်ပြန်ခဲ့ရတယ်။အိမ်မှာလည်းညိုညိုဆန့်ရဲဆွေမျိုးတစ်တိုင်းနဲ့ပြည်နေတယ်။ တင်ရမြင်ရပြောကြရင်စောင့်နေကြတဲ့မွန်တိမ့်ပြီးညနေသားစောင်းလာတဲ့ညညစန်းကပေါ်မလာကိုမြင့်ဝေခေါင်းမီးတောက်ပြီးထမရထိုင်မရဖြစ်နေတဲ့လောက်ရတဲ့ဗျကျွန်တော်သူ့အပေါ်မှာဒီလောက်ကောင်းရနဲ့ဒီလိုကြီးပြပြခါခါလှုပ်သွားဖို့မကောင်းပါဘူးကိုမြင့်ဝေကမချီတင်ခဲ့လေးတန်းနဲ့ကျိတ်မနိုင်ခဲ့မရပြောတယ်။ရောက်ကမဖြစ်သူဒေါ်သိန်းရွှေကနားမလည်ဟန်နဲ့မောင်မြင့်ဝေမင်းဘာរីပြောနေတာလဲ မိညိုကဘာသွားလုပ်လို့လဲကျွန်တော်သိပါတယ်ဗျာဒီလောက်အိမ်ခင်နဲ့မိမအခုလေအိမ်တရီမရခလေးလေတရီမရစားချိန်တန်လို့မှပြန်မစားဘလို့လောက်သွားရဲဆိုတာပြောစရာတော့မလိုပါဘူးဗျာဟာမင်းဥစ္စာကဆွတ်ဆွတ်ဆွဲဆွဲကွယ်ကျင်းသေးပါတယ်သူမူပြတ်နေတာကြာပြီခုတလောက်ကျွန်တော်အပေါ်မှာဆက်ဆန်တာလေစိမ့်စိမ့်ကားကားနဲ့ကျွန်တော်ခရီးထွက်သွားတာတလားကြော်ကြတော့နောက်ပိုင်းမှာဘာဖြစ်နေလဲမသိဘူးဟုတ်ပါပြီ လက်ဝတ်လက်စားတွေအကုန်ယူပြီးတော့လင့်အောင်လိုက်သွားပါပြီ။ဟေးမောင်မြင့်ဝေမင်းစကားတွေလွန်လာပြီနော်။ငါသမီးဟာမင်းမရဆိုပြီးမဲ့ငါတို့အရေးရောက်ကပျောက်သေးတာမဟုတ်ဘူး။တို့အမျိုးမှာဒီလိုဇာယိတာဖောက်ပြန်တတ်တဲ့လူမပါဘူးကွာ။မင်းစကားပြောတာကြည့်ပြောပါ။ကိုမြင့်ဝေကမွန်တူပြီးပြောချင်ရာဆွတ်ပြောနေတော့တမန်နေ့ရောက်ခမတယောက်တခွန်စကားများကြတဲ့သူအချိန်မှာယာအိမ်မှုနဲ့ယာဝတအဖွဲဝင်တို့ရောက်လာကြတဲ့ ရဝတအဖွဲဝင်ဦးအောင်တန်းကဖြံဖြီလေးတန်းနဲ့မောင်မြင့်ဝေတော်တော့ကွာမင်းစိတ်ထဲထင်ရရှောက်ဆွဆွဲမနေနဲ့တပတ်သားလေးတိတ်ခါကြတယ်ဘာဖြစ်လို့ဘာဖြစ်တယ်သိတာမဟုတ်ဘူးမင်းပြောသလိုလင့်အောင်လိုက်သွားတယ်ဆိုရင်လေမရခုတ်အဖြစ်နဲ့တင်ဟဆွဲလို့ရတယ်ခုဟာကအဆုံးစွန်ထိတွေးလိုက်ရင်ကြောက်စရာတောင် ကောင်းတယ်ဘာလို့ရမဲဆိုတာကိုသာစဉ်းစားဆုံးဖြတ်အခုဘယ်ချိန်ရှိပြီလဲမိုးချုပ်တော့မှာဒီလိုတယောက်တစ်ပေါက်ရှောက်ပြောနေလို့ဖြစ်မလား ကိုမြင့်ဝေကတော့ငြိမ်သွားတယ်။ဦးအောင်တန်းကမျက်နှာငယ်လေးနဲ့ကြည့်ပြီးကျွန်တော်ခေါင်းတွေပူပြီးတော့ရင်တွေလည်းဘလောင်ဆူနေပြီဦးလေးရ။မလုပ်ရမှလည်းမသိတော့ပါဘူး။ဦးလေးတို့ကိုအားကိုးပါတယ်။ကောင်းတယ်လို့ကြည့်ပြီးစီမံပေးကြပါအောင်။အေးဒါရာဇဝဲမှုဖြစ်သွားနိုင်တယ်။ဒီတိုင်းနေလို့မရဘူး။ရေစခန်းမှာလူပြောက်တိုင်ထိုင်းရင်အကောင်းဆုံးပဲ။ဒီလိုနဲ့ကိုမြင့်ဝေတို့လေရွှေပြည်သားရဲစခန်းကိုသွားရောက်ပြီးလူပြောက်တိုင်ကြားထားလိုက်တယ်။ တို့ညကလည်းညညိုဆန်းပြန်ရောက်မလားနောက်တနေ့မနဲ့လည်းမရောက်လားညနေပိုင်းမှာတရင်ရရရန်ကုန်စေးယုံကြီးမှာရောက်နေတယ်ဆိုတာရွှေပြည်သားရဲစခန်းကတခြားရဲစခန်းများကိုဆက်သွယ်ကူညီတောင်းရကထိုတရင်ကိုရခြင်းဖြစ်တဲ့တရင်မှာကကမာရွတ်ရဲစခန်းမှာ အမျိုးသမီးတယောက်လှဲတဲ့ရှိလက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာမိမောမူလဲနေတာကိုတွေ့ရကြောင်း ငွေရည်စေဝါတုံးဆွဲထားခြင်းမဟုတ်ပေအစာအစိတ်တစ်ခုခုတင့်ပြီးမိလေနေဟန်တူကြောင်းရန်ကုန်စည်းရုံကြီးအရေးပေါ်ဌာနကိုတင်ပို့ထားရကြောင်းဖြစ်တဲ့အသက်ရွယ်ပုံပန်းတရံကိုမေးကြည့်တော့ညိုညိုဆန်းရဲ့ပုံပန်းတရံနဲ့ကိုက်ညီနေကြောင်းသိရတယ်။ထို့ကြောင့်ကိုမြင့်ဝီတို့လည်းရန်ကုန်စည်းရုံကြီးကိုအလင်းမြန်လိုက်ကြတယ်။စည်းရုံပေါ်မှာတငုံငုံတီတီဖြစ်နေတဲ့ညိုညိုဆန်းကိုတွေ့ရတော့တက်ဆိုင်ရာတို့ကိုအကြိုးချောင်းပြောပြပြီးအင်ကိုခေါ်လာခဲ့တယ်။ အင်ကိုပြန်ရောက်တော့ညညိုစမ်းမှာကုံမာပြီငါပြည့်စည်းတွေကုံမာပြီလို့အော်ဟစ်ပြီးချုံးပွဲချငိုချလိုက်တယ်။ကိုပေါ်မှာမချွတ်တန်းဝေခဲ့တဲ့ဆွဲကြိုလက်ကောက်လက်စော့ဘာတစ်ခုမှမကြံတော့တကက်တရန်သာကြံရည်တယ်။မိသားစုများကဝိုင်းငေါ်ဖြောင်းဖြားရတယ်။အတန်ကြာမှအငိုတိတ်သည့်တိုင်ရှိုက်တန်ကမစဲသည့်သူဤသွားမှအเจ้าဆောင်ကိုမိကြည့်ကြတယ်။ဒီတော့မှညညိုစမ်းကရှိုက်တန်ဆွပြီး ကန်းသားရမစာချုပ်ကောင်းဝယ်ဖို့ကျမလိုက်သွားတယ်။ဟိုရောက်တော့စာချုပ်ကောင်းမဝယ်ပေ။ကျမကိုမျိုးတဲ့ခဏလိုက်ခဲ့ဖို့သူတို့လည်းပြန်လိုက်လာမယ်ဆိုပြီးခေါ်တယ်။ကျမငင်းသေးတယ်။သူတို့ကအတင်းဆွဲခေါ်တော့ကျမစိတ်ထဲဘလို့ဖြစ်သွားမှမသိဘူး။အသာတကြီးပဲကားပေါ်ကိုတက်လိုက်သွားမိတာ။ဒီအချိန်မှာကျမစိတ်ထဲမှာလွတ်လပ်နေသလိုပဲ။အိမ်ကိုလည်းတတိမရဘူး။သားကိုလည်းတတိမရဘူး။မနှက်စာမစားရသေးတာကိုတော့အမှတ်မရတော့ဘူး။ သူတို့ခေါ်တဲ့နောက်ပဲတကောက်ကောက်လျှောက်လိုက်နေမိတာသူတို့ပြောတဲ့အတိုင်းလဲလျှောက်လုံးမိတာပဲလဲတန်းကိုရောက်တော့လက်ဖက်ရည်တောက်ရအောင်လို့ပြောတယ်လက်ဖက်ရည်မကြိုက်တဲ့ကျမအဲ့ဒီတုန်းကလိုလိုချင်းချင်းပဲလိုက်တောက်တယ်လက်ဖက်ရည်မတောက်ခင်ညို့ညို့ကိုကြည့်ရတာနေမကောင်းသလိုပဲဒေါ်တော်တို့နဲ့လျှောက်လိုက်လာလို့ပင်ပန်းနေပြီးထင်တယ်စိတ်လန့်တော့ဒီစေးပြားလေးတွေတောက်လိုက်ဆိုပြီးစေးပြားနှစ်ပြားကိုစိတ်လိုလက်ရတောက်ချလိုက်တာ စေးတောက်ပြီးတာနဲ့ကျမကောင်းတွေမူးလာတယ် မူးလိုက်တာလို့ပြောတော့အစာလွန်လို့ခေါင်းမူတာဖြစ်မှာပါကျောင်းမိပြီးတော့ခဏမှိန်နေလိုက်လို့ပြောတယ်။ကျမလည်းမခံနိုင်တာနဲ့ခဏမှိန်နေလိုက်တာတတိယလို့နိုးလာတော့စေးရုံမှာရောက်နေပြီ။ကျမဝှက်ထားတဲ့ရွှေတွေလည်းဘာမှမရှိတော့ဘူး။အဲ့ဒီတော့မှကျမတိုးစေးမိပြီးတော့အလိန်ခံရပြီဆိုတာသိတာ။ကုန်ပါပြီ။ရှိစုမဲစုလေးတွေအငတ်ခံပြီးတော့လှုပ်ထားတဲ့ပစ္စည်းလေးတွေကုန်ပါပြီရှင်။ ညိုညိုဆန်းကစကားဆုံးတာနဲ့တဲ့ဤရှိုက်ပြီးငိုကြွေးပြန်နေကိုမြင့်ဝေကကျင်နာစွာဖေးမှပြီးငိုမနေပါနဲ့ကွာဖြစ်ခဲ့တာဖြစ်ပြီးပြီပဲမင်းလက်ဝတ်လက်စားတွေကိုငါပြန်လုပ်ပေးပါမယ်ကွာသူတို့နှင်းသိပ်အားပေးစကားဆိုကြတဲ့ယောသားတဲ့ဒေါသူတောင်းသားများလက်လုတ်လက်စားသမားများဖြစ်တော့အမှုမဖွင့်တော့ရုံးမြင့်ကနာလိုက်ဖို့အတွေ့အကြုံကမရှိလဲလဲပတ်ပတ်လည်းမရှိကုညီဖေးမှမယ်အာကိုအာထားကလည်းမရှိ အလုတ်ဖြတ်က အမှုရချင်းတိုင်းလေမလိုက်နိုင်ဝေကျွေးပါလာလို့ခံရတာပဲအသက်မသေးပဲလူကောင်းပကတိအတိုင်းပြန်ရတာကိုကျေးဇူးတင်ပါပြီဆိုတဲ့အတွေးနဲ့အမှုဆက်မဖွင့်တော့ဇက်ကြောမရှိခြင်းတော့ပွဲကဘောက်ဆုံးငွေ3000လောက်ကိုမမောမိတဲ့လူစိမ့်သူစိမ့်ပေါ်မှာအယုံလွယ်မိတဲ့ညိုညိုစံတယောက်ရရှိလိုက်တဲ့ပွဲကားက အဟံ့တူစည်းမိပြီးချစ်ကုတ်စူဆောင်းထားသမျှတော့လက်ဝဲလက်စားများဆုံးမသွားရခြင်းသာဖြစ်ပါ रे တကဝန်ခံချက် တကယ့်ဖြည့်ရမှန်ဇလန်းကို အမိနမများပြောင်းလဲကဖတ်ကောင်းအောင်ပြင်ဆင်ရေးသားထားပါ रे စာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါ रे ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါ रे ရှင် နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေဇူးတင်ပါတယ်